Channel 1 Company ရဲ့အမြင့်ဆုံးရှယ်ယာရှင်စီးရင်မှာပါဝင်နေတဲ့ Billionaire တစ်ထေးလေး Win Matter Win နိုင်ငံဒီမာလေးရဲ့အသေးစွဲ Together the Series ရဲ့မင်းသားဖြစ်တဲ့ Win Matter Win ကတော့၂၁ရက်၁၉၉၉ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ အသက်25နှစ်ရှိပြီဖြစ်တဲ့မင်းသားတက်လက်လေးဖြစ်ပါရင်သူကတရုတ်လူမျိုးဖားကင်နဲ့ထိုင်းလူမျိုးမိခင်ကနေမွေးဖွားလာခဲ့တာဖြစ်ပြီးတော့ထိုင်းတရုတ်မိသားစုရဲ့တားကြီးဆုံးလေးဖြစ်ပါရင်ဝင်းရဲ့တရုတ်နာမည်ကတော့လင်းဟန်ချိုးလို့လည်းခေါ်ပါရင်ဝင်းက2020မှာသူ့ရဲ့ပွဲဥထွက် series ဖြစ်တဲ့ Together the series နဲ့အောင်မြင်ကြကြလာခဲ့ပြီးတော့နောက်ပိုင်းမှာဖျော်ဖြေရေးနဲ့ fashionable နှစ်ခုစလုံးမှာအတိမတ်ပြုခြင်းများစွာရရှိခဲ့ပါရင်လက်ရှိမှာဝင်းကနာမည်ကြီးအီတလီစင်ခံအမတ်တစိ Prada ရဲ့ brand Grand Avista အဖြစ်ဆောင်ရွက်နေပြီးတော့2023ခုနှစ် Force 30 Under 30 Asia မှာလည်းပါဝင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ Channel 1 Company ရဲ့အမြင့်ဆုံး Shareholders Top 10ဆင်းမှာ Shares ပေါင်း3 million ကျော်နဲ့နံပါတ်8ယင်းမျိုးနံသူအဖြစ်ပါဝင်နေတဲ့ Win Matter Win ပါဝင်နေမှုက Fund တစ်ခုလုံးကိုအံအားတင်သွားစေတဲ့တဲ့ရင်ဖြစ်ခဲ့ပါတယ်။ Channel 1ကတော့ GMM TV, GMM 25, Channel 131နဲ့မြောင်များစွာသောကုမ္ပဏီတွေကိုခေါင်းခိုင်ဦးစီးနေတဲ့အကြီးဆုံးဖြိုပြီးဌာနကြီးလို့ပြောရမှာဖြစ်ပါတယ်။ဝင်းက GMM TV ရဲ့မင်းသားတလက်ဖြစ်သလို GMM ရဲ့အထက်မှရှိတဲ့ရှယ်ယာရှင်တယောက်ဖြစ်ပါဝင်နေခြင်းကတကယ့်ကို surprise အကြီးစားပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။